ဟယ်လိုဒီနေ့တော့ extra ကိုနောင်နှုတ်လေးနဲ့စစ်စိမ်လေးလှူစားပါမယ်။အရင်ဆုံးပတ်နူးမုံ CP ကြကြောလုံးတရုတ်ဥသားပြထိုင်ဝမ်မုံညင်းတို့ကိုပြင်ဆင်ထားပါမယ်။ညီမကတော့ကြကြောလုံးကိုပြုတ်တာမကြိုက်လို့အရင်ကြော်လိုက်ပါမယ်။ကြကြောလုံးလေးကြက်သွားပြီဆိုရင်တော့ပကံနဲ့ထည့်ထားလိုက်ပါမယ်။ရင်နွေးလေးစုလာပြီဆိုရင်တော့ခောက်ဆွဲလေးနဲ့ထိုင်ဝမ်မုံညင်းကိုအရင်ပြုတ်လိုက်ပါမယ်။ ရင်နွေးလေးစုလာပြီဆိုရင်တော့ပတ်နူးမုန့်လေးကိုထည့်လိုက်ပါမယ်။နွားနွတ်လေးစုလာပြီဆိုရင်တော့ extra အနှစ်ကိုဖောက်ထည့်ပြီးတော့မှုပြီးလိုက်ပါမယ်။ extra ကိုလည်းကြိုက်တယ်အဆက်လည်းမစားနိုင်ဘူးဆိုရင်တော့ဒီလိုလေးရောပြီးတော့လှူစားလို့ရပါတယ်။ပြီးရင်တော့ခောက်ဆွဲကြကြောလုံးတရုတ်အသားပြားတို့ကိုထည့်လိုက်ပါမယ်။ခောက်ဆွဲလေးကိုနူးနေအောင်ပြုတ်ပေးလိုက်ပါမယ်။ပြန်တော့အရသာရှိတဲ့ extra ကိုနွားနုလေးနဲ့စိမ့်စိမ့်လေးစားလို့ရပါပြီ။ ကိုလာလေးပါထပ်ပြီးတောင်းလိုက်ပါဦးမယ် running man လေးကြည့်ပြီးစားလိုက်ပါဦးမယ်ရှင်ပိုင်ပိုင်